ဘောရဲ့ professor ကောင်းတဲ့နေရာတောင်း EOD ဘဏ်က MPU credit ကနေတူဖြတ်သွားတာ EOD ဘဏ်က MPU credit ကနေဆိုလို့ကျွန်တော်တို့တူတူထားနိုင်တယ် MPD ရုံးချုပ်နဲ့စာချုပ်ချုပ်ပြီးဝဲထားတဲ့ MPD မြေပေါက်စင်ကသုံးဆွဲသူတွေအနေနဲ့စင်ကမပုံနေစရာမလိုတော့ဘူးလို့ MPD ရုံးချုပ်ရဲ့ August 15ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ပြီးခဲ့တဲ့တပတ်တွင်းကဖုန်းစင်ကတ်တွေမှာစာချုပ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေစင်ကတ်တွေကိုမှတ်ပုံတရမယ်ဆိုပြီးလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့တဲ့ကောလာဟာလာတွေကြောင့်အခုလိုထုတ်ပြန်ချက်တွေထုတ်ပြန်ခဲ့ရတာဖြစ်တယ်လို့ MPD ရုံးချုပ်ရဲ့ Corporate Communication Department မှာ Manager ကိုအောင်ကျော်တက်ကအခုလိုပဲပြောကြားခဲ့ပါဗျာ ဟုတ်ဒီလိုပါခင်ဗျာကျွန်တော်တို့ဒီလွန်ခဲ့တဲ့တစ်ပတ်လောက်ကပေါ့နော်အဓိက Facebook ရဲ့ media သတင်းတွေမှာပြန့်နေပေါ့နော်အပီနီမှာရှိတဲ့စင်ပြတ်တွေအကုန်လုံးကိုကျွန်တော်တို့ဖတ်ပုံပေးရမယ်စာချုပ်ရှိသည့်ဖြစ်စဉ်မရှိသည့်ဖြစ်စဉ်ဆိုပြီးတော့အလို့သတင်းတွေတွေ့ရပါတယ်အဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဂျင်းရဲတခုပြန်ထုတ်ပါတယ်ဘာလို့လဲဆိုတော့အဓိကကတော့ကျွန်တော်တို့ဟိုးရင်တော့စာချုပ်တွေဟိုစင်ပြတ်တွေစာချုပ်နဲ့ရောင်းတာပေါ့နော်အဲ့ဒီတုန်းကရောင်းခဲ့တဲ့စာချုပ်ငယ်ဥစားတွေကတကယ်တမ်းသူလက်ရှိဂျီနေတုံးနေတာလားဒါဆိုရင်ကျွန်တော်တို့ register လုပ်ဖို့မလိုပါဘူးဥပမာဆိုတော့လက်ရှိ ကိုတုံးနေတဲ့ sim card ဟာကိုနာမည်နဲ့အမိပေါက်ဆိုင်လို့ရှိပြီးသားဆိုရင်မရှိတာလို့ကိုမလိုပါဘူးဒီလိုမှမဟုတ်ဘဲနဲ့ထားပါတော့ကိုကလက်လက်လွဲပြောင်းရောင်းထားတယ်သူဒီမဟုတ်တခြားလူစီကဝယ်ထားတယ်အရင်တော့ကယူထားတဲ့နာမည်နဲ့ကိုနဲ့မကိုက်ဘူးဆိုရင်တော့အဲ့ဒါလေးအကုန်လုံး register လို့ကိုလိုမှာပါပြီးခဲ့တဲ့2016ခုနှစ်ဩဂတ်လ10ရက်နေ့ကပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ဆက်သွယ်ရေးညွှန်ကြားချက်အရစာချုပ်မရှိတဲ့စင်ကတ်မှတ်ပုံတင်ထားခြင်းမရှိသေးတဲ့စင်ကတ်နဲ့အစ်စ်ဝယ်ယူထားတဲ့ MPD စင်ကတ်တွေကိုသုံးစွဲသူတွေအနေနဲ့မှတ်ပုံတင်ရမှာဖြစ်တယ်လို့သိရပါဗျာ။ စင်ကတ်တွေကိုမှတ်ပုံတရားမှာနိုင်ငံသားမှတ်ပုံတင်ရင်မောင်းလိုင်စင်ကတ်ចောင်းသားကတ်စာရာတွေနဲ့ MPD မှတ်ပုံတင်လို့ရတဲ့ site တွေမှာမှတ်ပုံတင်နိုင်ပြီးနိုင်ငံသားတွေအနေနဲ့ passport တို့မဟုတ်သက်သေခံကတ်ပြားတစ်ခုခုနဲ့မှတ်ပုံတင်နိုင်တယ်လို့သိရပါဗျာ။